နေအောင်ဆက်ကာလာတွေနဲ့မိုက်ဆာတွန်ထွေးချီလာတဲ့ကြောင့်လူကြိမ်များနေတဲ့အော်တိုဆိုင်ကယ်ကိုပြောမှာဆိုရင် Edison Dynasty 1 device ဆိုင်ကယ်ကိုညွှန်ပါလိမ့်မယ်။ဒါကြောင့်ဒီကနေ့မှာတော့ Motonic ရဲ့ဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်အဲ့ဒီဆိုင်ကယ်အကြောင်းကို review လုပ်ပေးသွားကြပါမယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြောကြောအောင်ပါ။ Motorbike order တယောက်ဖြစ်ပါတယ်။အော်တိုဆိုင်ကယ်ကြားထဲမှာမိုက်ဆာတွန်နဲ့လူကြိမ်များနေတာကြောင့်95 model တဲ့ Edison Dynasty 1 device ဆိုင်ကယ်ကိုစိတ်ဝင်စားလို့ကိုယ်တိုင်ကိုကြမောင်းကြည့်ကြည့်တယ်။ အခုသတိထားမိတာကဟိုးရင်နှုံးကထွက်ရှိတဲ့တရုတ်အော်တိုဆိုင်ကလေးအထက်နောက်25မော်ဒယ်တဲ့အခု Edison Dynasty 15ဆိုင်ကလေးကစက်တန်ပုံညင်လာတဲ့ဆက်ဆက်နှုတ်လိုက်တဲ့အခါမှာစက်တန်ကျန်တဲ့မျိုးမတွေ့ရပဲမောင်းစီးတဲ့အခါမှာလည်းစက်တန်ကညင်ညောင်းနေတဲ့အပြင်လီဘာဆွရင်ဆွဲသလိုအင်ဂျင်အဆွေယုံကောင်းလာတယ်လို့မြင်တယ်သူကြတာကဗက်တရုတ်ဆိုင်ကလေးမှာမှ မရှိသေးတဲ့လန်ဆာဒီဇိုင်းလူငယ်ဂျက်စတီကာတွေ လူငယ်ကြိုက်မြောင်ဆက်ကာလာတွေနဲ့ထုတ်လုပ်ပေးလိုက်တာပါအနစ်နဲ့အပြတ်ဆက်ကြောင်အနစ်နဲ့အနီဆက်ကြောင် နေပြင်းအဖြူရောင်အပြာရောင်အနီရောင်အနစ်ရောင်စားတဲ့တယောက်နဲ့ကာလာတွေပါအယောင်ဆုံဆုံလင်းလင်းနဲ့ထုတ်လုပ်ပေးလိုက်တာပါ95မော်ဒယ် Edison Dynasty 15ဆိုင်ကမှာနောက်ထပ်ထူးခြားချက်တွေက safety ဖြစ်အောင် engine stock လုံးနဲ့တောက်ဆွီပါထပ်တွင်းပေးထားတယ်။ combine brake system ပါဝင်တဲ့အတွက်နောက် brake oilator နဲ့နောက် brake ရော shift brake ပါတပြိုင်တည်းအုပ်ပေးတော့မှာပါ။နောက် brake ကို hard brake တုံးပေးတာပြီး shift brake ကို disc brake တုံးပေးတာလည်းတွေ့ရတယ်။ ဆိုင်ငယ်ကွေကနှစ်ချောင်းအတွက်ဒလက်၅ချောင်းစီနဲ့စွစုပေါင်းဒလက်၁၀ချောင်းပါဝင်သလိုဆိုင်ငယ်ကွေရောင်ငှချောကလေးရောင်နဲ့မို့လူငယ်တွေကြားတယ်ဆွဲဆောင်နေမှာတေးကြတယ်နောက်ထပ်ဒုကြတာကဒီဂျစ်တယ်တိုင်ခွင့်မှာစီဂိတ်နာရီကီလိုမီတာ high speed တွေပါဝင်သလိုအမြင့်ဆုံး top speed က130ကီလိုမီတာအထိဆွဲလို့ရတယ် လီဗာတင်းတဲ့ခါမှာလည်းပြပြန်ကောင်းစေဖို့လီဗာကျိုးနှချောင်းတုံးပိတာသလိုခင်းနဲ့လက်ရညီတွေမဲ့စပက်ကီးနဲ့ထွက်လုပေးထားတဲ့အပြင်တော်ရန်နဲ့ရရမှုနဲ့ပါနှမျိုးနှစအသုံးပြုလို့ရမှာပါစမက်ကီးရဲ့လပတဲ့ငွေရောင်ဖန်စီဒီဇိုင်းနဲ့ဆိုင်ငယ်ဖင်နိုင်ကုန်ရဲ့လက်စရီဆန်ဆန်ဒီဇိုင်းကမြင်လိုက်သူတိုင်းကိုစွဲဆောင်စေမှာတည်ကြတယ်ဆိုင်ငယ်ပင်နိုင်ကောင်အောက်မှာလဲဆိုင်ငယ်အုတ်ထုပ်တလုံးကောင်းကောင်းဆန်းနဲ့ကျဲဝင်းနဲ့တူပေါက်ပါရှိသလိုညအချိန်တူပေါက်တဲ့ပစ္စည်းတဲ့ကထင်တာမြင်တာရှိစေဖို့တူပေါက်မီဒီလေးလဲထက်တွင်းပေးထားတာတွေ့ရတယ် ဆိုင်ငယ်လက်ကင်နဲ့အောင်နာကအန်ကွက်ထဲမှာလဲဖုန်းအတွက်မို့ USB ချက်ချာပါရှိတယ်ကျွန်တော်တဘောကြမိတဲ့အချက်တွေကိုပြောရဆိုရင်အင်ဂျင်နဲ့ညံ့ညုံးမှုအလန်းစားကိုယ်တဲ့ဒီဇိုင်း Leslie Sun နဲ့ဆိုင်ငယ်ပင်နိုင်ငံဒီဇိုင်းနဲ့လှပလွန်းတဲ့ခြေတင်ငင်းတော့ပါပဲတဘောမကြမိတဲ့အချက်တွေရောရှိလားဆိုရင် ရှိတယ်ဒီတိုင်းကြီးမပါပဲ ecosystem နဲ့တိဆောက်ထားတာတာရီကကျွပလက်တာမတုံးပေးထားပဲလီလုံးထဲရတဲ့တာရီတုံးပေးထားတာနဲ့ EFI တိုင်းမဟုတ်တဲ့ချစ်တွေကိုတော့ဘဝင်မကြလာဘူးဒါကပုံပုံလင်းလင်းပြောတာ2015 model တဲ့ Edison Dynasty ဝင်ဖိုက်ဆိုင်ကလေးကို Engine Randy တနစ်တတိအမကန်ပေးထားပါတယ်နေအောင်ဆက်ကလာနဲ့အမိုက်စားဒီဇိုင်း Edison Dynasty ဝင်းဖိုက်ဆိုင်ကကိုပယ်မာဝယ်ယူလို့ရမလဲဆိုရင်မန္တလေးပံဝင်းမြန်မာနိုင်ငံနဲ့ Edison ဆိုင်ကရှုံနိုင်နဲ့အယောင်ကိုစလေဆိုင်တိုင်းမှာဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ဒါနဲ့ဒီဗီဒီယိုကိုရှင်းထားတဲ့ post ကိုပြပြီးလာဝယ်မယ်ဆိုရင်မော်တိုနစ်ခဲဆိုင်ကချစ်သူမိတ်ဆွေတွေကိုချက်သသိန်းတိတိ cashback ပြန်ပေးသွားအောင်ပါ။ ။ခြာသူတွေနဲ့မတူကွဲပြားတဲ့နေအောင်ဆက်ကလာနဲ့အမိုက်စားဒီဇိုင်းကိုရှာနေတဲ့အော်တိုဆိုင်ကလေးက brand new နဲ့ license ပါလဲဖြစ်ရမယ်။ smart key လဲပါမယ်ဆိုရင်95 model တဲ့ Edison Dynasty 15ဆိုင်ကရှိနေတယ်ဆိုတာလိုင်းညွန်ပေးလိုက်ပါစေ။အားလုံးကျေးဇူးတင်ပါတယ်။နောက်ရက်ဒီမှာလဲ Motonic ရဲ့ဆိုင်ကချစ်သူမိတ်ဆွေတွေအတွက်ခြာတော်နာမည်ကျော်ဆိုင်ကမျိုးစားတွေကိုထပ်မံ review လုပ်ပေးသွားပါဦးမယ်။